တစ်တလုံးချမ်းသာပြီးတော့ပျော်ရွှင်ခြင်းနဲ့ဆိုရင်ဒီသင်ကန်းစာကိုကောင်းကောင်းလေ့လာလိုက်ပါမင်းအလုပ်ထက်ကိုရီကိုသွေးဖွံ့ဖြိုးမှုကိုပို့ပြီးတော့အာရုံစိုက်ရမယ်ငါရဲ့အတွေ့အကြုံအရဝင်ငွေဆိုတာကကိုရီကိုသွေးဖွံ့ဖြိုးမှုကိုမကျော်လွန်နိုင်ဘူးတခါတလေမှဝင်ငွေကကန့်ကောက်ပြီးတော့ခုန်တက်နိုင်ပေမယ့်မင်းနေနဲ့အဲ့ဒီအဆင့်ကိုမြင့်တင်နိုင်မှာပဲဆက်ပြီးတော့ထိန်းထားနိုင်မှာမဟုတ်ရင်တော့ပြုတ်ကျသွားမှာပဲဘဝမှာထူးဆန်းတဲ့ဖြစ်စဉ်တွေရှိတယ်တရားရောက်ကမင်းကိုဒေါ်လာတစ်သန်းပေးလိုက်ရင်မင်းအမြန်ဆုံးတန်းကျွယ်တစ်ထည်တရာဖြစ်လာအောင်ကြိုးစားရမယ်။ ဒါမှပဲအဲ့ဒီပတ်စံကိုဆက်ပြီးတော့ထိန်းထားနိုင်မှာမဟုတ်ရင်ဒီပတ်စံကပျောက်ကွယ်သွားမှာပဲတရားရောက်ကပြောဘူးရင်ကဘာဘောကပတ်စံအားလုံးကိုလူတိုင်းကိုအငြိမ်မြခွဲဝေပေးလိုက်ရင်တော့မကြခင်မှာအဲ့ဒီပတ်စံတွေကမူလပိုင်ရှင်တွေစီကိုပြောင်းရောက်သွားမှာပဲတည်းအောင်မြင်မှုဆိုတာကမင်းပြေးလိုက်ရမယ့်အရာမဟုတ်ဘူးမင်းစီကိုအလိုလျောက်ကိုဆွဲဆောင်လာတာမျိုးဒါကြောင့်မလို့အောင်မြင်မှုကိုလိုက်ဖမ်းမဲ့အစားမင်းကိုမေဖွံ့ဖြိုးအောင်လုပ်လို့ရမယ်ကိုရီကိုသွင်းမြင့်တင်ရမယ် အကြောင်းကတော့စစ်မှန်တဲ့ပြောရှင်မှုဟာမင်းဘာရလိုက်တယ်လဲဆိုတာထက်မင်းဘလို့လူဖြစ်လာတယ်လဲဆိုတာမှရှိနေတယ်။တကယ်လို့အခုမင်းအနေနဲ့စိတ်လုံရှားပြီးတော့ပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပြီဆိုရင်တော့မင်းရဲ့ဘဝမင်းရဲ့စရိုင်းနဲ့မင်းရဲ့လူနေမှုပုံစံအရာအလုံးကိုပြောင်းလဲနိုင်မယ့်အဆင့်အသုံးစင်ကိုပြောပြပေးမယ်။ကဲပထမအဆင့်အနေနဲ့ကတော့အရာရာတိုင်းရဲ့လေပတ်မှုသဘောတရားကိုသိရလို့ပါ။ဘဝပြောင်းလဲဖို့အတွေးခေါ်တွေလိုအပ်တယ်။အတွေးခေါ်နဲ့မပြောင်းလဲနိုင်တဲ့အရာဘာမှကိုမှမရှိဘူး။ shelf ငါ့ကိုတင်ပေးပူတာကတော့အဓိကပြဿနာကအတွေးခေါ်မရှိခြင်းပဲတယ်။ အစားကငါ့မှာပတ်စံမရှိခဲ့ဘူးငါလဲမစ္စတာရှော့ကိုကျုပ်မှာပတ်စံမရှိဘူးလို့ပြောတော့သူကဒါပြဿနာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြေးတယ်အဲ့ဒီအချိန်ထိငါအတွက်ကတော့ဒါဟာပြဿနာလို့ထင်နေခဲ့တာဟုတ်တယ်မလားငါလဲကြောင်သွားတာပေါ့ဒါပေမဲ့သူကတော့မဟုတ်ဘူးပြဿနာကပတ်စံနဲ့ချမ်းသာမှုကိုဖန်တီးဖို့အတွေးခေါ်မရှိတာပတ်စံမရှိတာမဟုတ်ဘူးအတွေးခေါ်မရှိတာပါဆိုပြီးတော့ရှင်းပြ ड़ी ဒါကြောင့်မလို့မင်းမအတွေးခေါ်ရှိရင်ဘာမှမဆိုပြောင်းလဲနိုင်နေတယ် အတွေးခေါ်ရှိဖို့ဆိုရင်ဇက်တိုက်ကိုလေ့လာနေဖို့လိုတယ်။အောင်မြင်ခြင်းရင်အောင်မြင်မှုကိုလေ့လာရမယ်။ပျော်ရွှင်ခြင်းရင်ပျော်ရွှင်မှုကိုလေ့လာရမယ်။ချမ်းသာခြင်းရင်တော့ချမ်းသာမှုကိုလေ့လာရမယ်။ကံအပေါ်ကြီးပဲမှီခိုးမနေနဲ့။လေးလာမှုတစ်ခုခုလှုပ်ဆန်းပါ။တချို့လူတွေကကံကိုအားကိုးပြီးတော့နေ့စဉ်ဘဝကိုဖျက်ဆီးနေကြရင်ဒါမျိုးနဲ့မရဘူး။မင်းရဲ့စီးပွားရေးလူမှုရေးစိတ်ပိုင်းဆိုင်ရာကိုယ်ရေးကိုယ်တာဘဝတွေကို ပြောင်းလဲပေးနိုင်မယ့်အရာတွေကိုလေ့လာရမယ်။ရှော့ကပြောသေးတယ်။ တခုခုအလုပ်ဖြစ်ပြီးဆိုရင်အဲ့ဒီအချက်လက်ကိုမှတ်တမ်းလေးကိုရေးသားထားရမယ်။မင်းရဲ့အုံနောက်ကိုဖိုင်သိမ်းတဲ့ဘီရိုအဖြစ်ကိုမတုံနဲ့။မှတ်တမ်းလေးကိုရေးထားရမယ်။ဓမ္မတာနောက်တဲ့တဆင့်ကိုဆက်သွားနိုင်မှာ။ဒါကိုအထက်ထက်လေ့ကျင့်။မပြတ်တမ်းကိုပြန်လို့တချိန်ချင်းမှာအအောင်စရာကောင်းလောက်အောင်ကိုဒီအတွေးတွေကအမြင့်တွေလာမယ်။အပင်ငယ်လေးဖြစ်လာမယ်။နောက်ဆုံးမှမင်းရဲ့ဘဏ်အကောင့်မင်းရဲ့ဝတ်စားစင်ရင်မှုမင်းရဲ့စရိုင်းနဲ့မင်းရဲ့လူနေမှုပုံစံအထိပါပြောင်းလဲလာလိမ့်မယ်။ အခုမင်းသိကျင်နေပြီဆိုရင်တော့မင်းရဲ့ဘဝကိုပြောင်းလဲနိုင်မယ့်ဤသုံးနည်းကိုပြောပြမယ်။နံပါတ်1ကတော့စာဖတ်ပါ။ငါတီးရဲ့အောင်မြင်တဲ့သူတွေအားလုံးဟာစာဖတ်တဲ့ကြရင်စူးစက်လို့စိတ်ကသူတို့ကိုစာဖတ်ခိုင်းနေ။သူတို့သိကျင်ကြရင်အဲ့တော့သူတို့စာဖတ်ပြီးရင်စာဖတ်ကြရင်ကိုယ်တိုင်ပညာရှာရမယ်။တာမန်ပညာရေးကတာမန်ရလက်ပဲပြမယ်။ဒါထက်ကြော်လို့ခြင်းရင်တော့ကိုယ်တိုင်ပညာစီပူဖို့လိုရင်စာဖတ်ခြင်းကတခြားသူတွေရဲ့အတွေ့အကြုံကနေသင်ယူနေပါပဲ။ ဆောင်းတအိုးကမင်းအချိန်၅နှစ်ကိုချွေတာပေးနိုင်တယ်။မင်းပိုတံပါလာဖို့ဆုံးဖြတ်ချက်မြန်ဖို့ဟော့ပြော့တက်ဖို့ခေါင်းဆောင်ဖြစ်ဖို့လူမှုဆက်ဆံရေးပို့ပြီးတော့ကောင်းဖို့ကိုရီကိုသွေးဖွံ့ဖြိုးဖို့စာအုပ်တွေရှိတယ်ဆိုတာကိုမင်းသိလား။အောင်မြင်တဲ့လူတရားကျော်ကသူတို့ရဲ့အတွေ့အကြုံတွေကိုစာအုပ်တွေထဲမှာရေးပြထားပေမဲ့လူတွေကမဖတ်ကြဘူး။ဒါကိုဘယ်လိုရှင်းပြမလဲ။ညာလုံးပေါင်းစာဖတ်ဖို့မလိုပါဘူး။ဒါပေမဲ့လို့မှတ်ထားပါ။တနေ့ကိုနိုင်ဝတ်တနေ့ကိုမိနစ်30လောက်ပေးပြီးတော့အပြူသဘောဆောင်နေစာစင်ခုံမှုရှိတယ်စား။ စိတ်တက်ကြွစေတဲ့စာတင်ကြားပေးတဲ့စာတွေကိုဖတ်ပါစာဖတ်ကောင်းသူတရားဖြစ်လာပါစီဒါကတော့ငါရဲ့အမြင်ပဲတခြားသောဆရာတွေရဲ့အကြံပြုချက်တွေကိုလည်းနားထောင်ပြီးတော့ရင်မင်းကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမယ်တင်ယူသူတာဖြစ်ပါစီနောက်လိုက်မဖြစ်ပါစေနဲ့ဘဝကိုပြောင်းလဲဖို့ဒုတိယနီလန်ကတော့နားထောင်ဖို့ပဲအောင်မြင်တဲ့သူတွေအနားမှာရှိနေပြီးတော့သူတို့ပြောတာကိုသေချာနားထောင်မအောင်မြင်တဲ့သူတွေစီကလည်းတင်ယူနိုင်ပါ ਈ ကောင်းတာရောမကောင်းတာရောနှမျိုးစလုံးကိုပါမှတ်တာထားပါ စင်းရတဲ့လူတွေကဘာတွေဖက်ပြီးတော့ဘာတွေမဖက်ဘူးဆိုတာကိုလေ့လာပါဒါကအရန်ကိုမှကောင်းတဲ့အချက်လက်ပဲမကောင်းတဲ့အရာတွေကနေကိုတင်ယူပါဒါပေမဲ့လို့ကောင်းတာကလည်းတင်ယူစရာပါပဲအောင်မြင်တဲ့လူတွေအနားမှာရှိနေပြီးတော့သူတို့ပြောတဲ့စကားပြောဟန်ကိုတေချာလေးကိုမှနားထောင်ပါဒါကအရေးကြီးတယ်ဒီနေ့တို့အကောင်းဆုံးအကြံတစ်ခုကတော့စင်းရဲတဲ့သူတွေအနေနဲ့ချမ်းသာတဲ့သူတွေကိုညှစာကြွေးပြီးသူတို့ပြောတာတွေကိုနားထောင်တင်နေ။ဒါပေမဲ့လို့စင်းရဲတဲ့သူတွေက ချမ်းသာတဲ့သူတွေကိုညှစာမကြွေးကြဘူး။သူကချမ်းသာတာပဲ။ သူညစာကြွေးပါစီငါကတော့ပတ်စံမထုတ်ဘူးငါဟာငါတော့တပြားမှမရှိတာချမ်းသာတဲ့သူကိုညစာကြွေးဖို့ဆိုရင်ဝေရောပေါ်ဆိုပြီးတော့ပြောတတ်ကြတယ်တကယ်တော့အဆင်မပြေတဲ့သူတယောက်ပထမဦးဆုံးလုံးတင်တာကအဆင်ပြေနေတဲ့သူတယောက်ကိုရှာပြီးတော့ညစာကြွေးဖို့ပါပဲဒေါ်လာ50 60 80 100လောက်ကိုအကုန်ခံပြီးတော့စကားနှစ်နာရီလောက်ကိုပြောရင်သူကမင်းဘဝကိုပြောင်းလဲစေမယ့်အကြံတွေကိုပေးလိမ့်မယ်ဒါကမင်းရဲ့ဝင်ငွေကို2ဆ3ဆကနေ5ဆအထိကိုမှတိုးစေနိုင်တယ် ဒါပေမဲ့လို့ဆင်းရဲတဲ့သူတွေကတော့ဘယ်တော့မှလူချမ်းသာတွေကိုညစာကြွေးမှာမဟုတ်ဘူး။နောက်ထပ်နီလန့်ကိုဆက်ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးမမိဘဝတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကိုစိတ်ဝင်စားရေးဆိုရင်တော့ကျွန်တော်တို့ရဲ့တမန်တီပါဝါမြန်မာ channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးခဲ့ကြပါဦးနော်။ကဲဒါဆိုရင်ဆက်သွားလိုက်ရအောင်။ဘဝကိုပြောင်းလဲဖို့တတိယနီလန့်ကတော့လေလာဖို့ပါ။အောင်မြင်တဲ့သူတွေနားမှာရှိနေပြီးတော့သူတို့ကိုကြည်ရမယ်။ဘာလို့လဲဒီလား။အောင်မြင်မှုကအချက်လက်တွေကိုခြံထားတတ်တယ်။သူတို့လက်ဆွဲနှုတ်ဆက်ပေါ်ကိုကြည်ရမယ်။ အမျိုးသမီးတွေရဲ့တုတ်ပြန်ပုံကိုလေ့လာရမယ်။အောင်မြင်တဲ့သူတွေကတခုခုကိုခဏခဏကိုလှုပ်တက်ကြရည်။မင်းသားညံကောင်းမယ်ဆိုရင်တော့ဒါကိုအတုခိုးလို့ရနိုင်တယ်။တရားရောက်ကတလောက်ကိုဒေါ်လာတစ်တောင်းရနေရင်သူ့ရဲ့လမ်းလျှောက်ပုံကိုတော့မှကြည့်ရမယ်။ဒါဟာတော့ကျက်ဖြစ်နိုင်တယ်။သူ့မှာနည်းနည်းရေစရာကောင်းတဲ့လမ်းလျှောက်ဟန်ရှိတယ်ဆိုပါစို့။တရားရောက်ကဒီလိုမျိုးလမ်းလျှောက်လာတာမဟုတ်သေးဘူးကွာလို့ပြောရင်တော့ဒါပေမဲ့သူကတလောက်ကိုဒေါ်လာတစ်တောင်းတောင်ရတဲ့လေးဆိုပြီးတော့ပြန်ပြေးလို့ရတယ်မဟုတ်လား။ငါမှအခုချိန်ထိကိုအဲ့လောက်ငွေမရသေးဘူးဆိုရင်တော့မှ သူ့လိုတော့လမ်းလျှောက်တက်နေပြီဆိုပြီးတော့ပြန်ပြောလဲရတာပဲအောင်မြင်မှုရဖို့ဆိုရင်တော့တဏိယာယာကနေစတင်ရမယ်မဟုတ်လားဒီကနေ့အတွက်တိုက်တွန်းချင်တာကတော့တာမန်မဟုတ်ပဲထူကြပါမင်းပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုတိကျစောင့်ကြည့်တတ်သူဖြစ်ပါစေမနေ့ပြန်ကစပြီးတော့မင်းရဲ့ဘဝကိုပြောင်းလဲစေမယ့်အလေးအထားတွေအကြံဉာဏ်တွေကိုမင်းရှာဖွေနိုင်ပါပြီဒီနေရာမှာမှတ်ထားရမှာကအမြင်နှမျိုးရှိတယ်မျက်လုံးနဲ့မြင်ရတဲ့တာမန်အမြင်နဲ့မင်းရဲ့ဉာဏ်နဲ့ရှင်ပြီးတော့မြင်ရတဲ့ဉာဏ်မြင်ဆိုတာပါပဲ။ဒါကြောင့်မလို့ပို့ပြီးတော့တတိထားလေ့လာပါ။ အောင်မြင်တဲ့သူတွေရဲ့အသေးစိတ်အလေးထားတွေကိုအတူယူပါဘဝဟာမင်းရဲ့စူးစမ်းလေးလာမှုအပေါ်မှာမူတည်နေပါ යි မျိုးလုံးတွေနဲ့ညံကိုအလွတ်လွတ်ခိုင်းပါထိုးထွင်းသိမြင်နိုင်တဲ့ဉာဏ်ရည်ဖွံ့ဖြိုးဖို့အကောင်းဆုံးအကြံပေးချက်ကအာယုံစိုက်ပါဘာကူမှလက်လွတ်မခံနဲ့မင်းဖက်ရရစိတ်ရောကိုယ်ပါရှိနေပါစီအရန်ကောင်းနေကဲကိုရေးကိုတာဖွံ့ဖြိုးတိုးတက်ရေးပထမအချက်ကိုအချိန်နဲ့နဲ့ပို့ပေးခဲ့တယ်အရာရာတိုင်းရဲ့လေပတ်ပုံကိုတည်အောင်လုပ်ဖို့ဆိုတာကအရန်ကိုမှအရေးကြီးတဲ့အရာပဲဒီလိုတိဖို့ကိုနီလန်တုံးကငါပြောပြခဲ့တယ် ကေဒါဆိုရင်ကိုရီကိုသွေးဖွံ့ဖြိုးတိုးတက်ရေးဒုတိယအဆင့်ကိုရပါပြီ။ဟုတ်ပြီ။ပထမချက်ကတော့အရာရာတိုင်းရဲ့လေပတ်ပုံကိုသိအောင်လုပ်ရမယ်။ဒါဆိုရင်ဒုတိယချက်ကတော့အလုပ်လုပ်ရမှာပေါ့။စိတ်လွှရှားစရာအကောင်းဆုံးတစ်ခုကတော့ဒါပဲ။လိုအပ်တာတွေလို့ပို့အားတက်အောင်လှုပ်ဆောင်နိုင်တဲ့မင်းရဲ့စွမ်းရည်ကိုဂုဏ်ယူရမယ်။မနေ့ပြန်ကစပြီးတော့ဘာကိုလုပ်ရင်အကုန်ပြောင်းလဲသွားနိုင်မလဲ။ကြည်ဒါကတကယ်ကိုမှစိတ်လွှရှားစရာပဲ။မင်းရဲ့ဘဝလမ်းကြောင်းကိုဘယ်နေ့မှမဆိုအေယာမပြောင်းလဲမှုကြီးတစ်ခုကိုလုပ်နိုင်တယ်။ ဒီနေ့မှဒီဇိုင်းမမတ်လုံးနိုင်စွမ်းရဲ့တော့ချက်လာပြီ။တိတိမမွားလေးတွေကနေကိုစပါ။အသေးစားစည်းကမ်းလေးတွေကနေစစ်လို့ရှာပါ။ဒါတွေကိုချက်ချင်းလုပ်ပါ။ဘာလို့လဲဆိုရင်တော့ဒါတွေကကြီးမားတဲ့အရာတွေစီကိုပို့ဆောင်ပေးလိမ့်မယ်။အသေးအဖွဲတွေကိုမကြော့ဖြတ်နိုင်ရင်ဘဝရဲ့ကြီးမားတဲ့စင်ခေါ်မှုတွေကိုမဖြေရှင်းနိုင်ဘူး။မင်းလုံးနိုင်တဲ့အရာအလုံးကိုစည်ရင်လုပ်ပါ။ဒါတွေကိုအခုပဲစလုပ်ပါ။ရလက်အတွက်တွေမကဘူး။စိတ်တနဲ့ခွန်အားကိုပါတန်ပါစီမယ်။ဒါမှဘဝကကြီးမားတဲ့စင်ခေါ်မှုတွေပေးလာတဲ့အခါမင်းအဆင်သင့်ဖြစ်နေမယ်။ ဒါပေမဲ့အသေးစားလေးတွေကိုတော့မှမကင်တွယ်နိုင်ရင်တော့ကြီးကြီးမားမားတွေကိုမဖြေရှင်းနိုင်ဘူး။ဘဝပြောင်းလဲဖို့နောက်ထပ်လိုအပ်တာကမိမိကိုယ်ကိုအားတက်အောင်လို့လှုံ့ဆော်နိုင်စွမ်း self motivation ပဲ။ဘာလို့ self motivation လို့ခေါ်လဲမသိဘူး။ဒါပေမဲ့လို့မင်းကိုယ်မင်းစူးစမ်းကျင်စေရှိလာအောင်လုပ်ရမယ်။တရားရောက်ကငါ့ကိုလာပြီးတော့စိတ်အားတက်အောင်လုပ်ပေးရင်ကောင်းမှာပဲဆိုပြီးတော့တွေးနေတယ်ဆိုရင်တော့သူတို့ပေါ်မလာရင်ကောမင်းဘဝအတွက်ကိုပိုကောင်းတဲ့အစီအစဉ်လိုတယ်မလား။အခုပဲမင်းတည်ထားတာတွေကိုလက်တွေ့အသုံးချရမယ်။တည်ုံတက်တန်နေတော့တင်ယူမနေပါနဲ့။ ဒါဆိုရင်အယူတယောက်ပဲဖြစ်လာလိမ့်မယ်။မင်းရဲ့တင်ယူမှုတွေကိုလုံဆောင်ချက်အဖြစ်ကိုပြောင်းလဲလိုက်ပါ။ဒါဆိုရင်မင်းချမ်းသာလာနိုင်မယ်။ချမ်းသာမှုကအမျိုးမျိုးရှိတယ်ဆိုတာကိုငါနာလေတယ်။ပတ်စံတစ်ခုတည်းမဟုတ်ဘူး။ပတ်စံဆိုတာတန်ဖိုးအလုံးနဲ့မှအနေဆုံးတန်ဖိုးတစ်ခုပဲ။ပတ်စံအများကြီးရှိပေမဲ့စိတ်ဆင်းရဲနေတဲ့သူတွေငါသိတယ်။ဒါကတော့ကိုရီးကိုရာဖွံ့ဖြိုးတိုးတက်ရေးအတွက်တတိယအဆင့်ဖြစ်ပြီးတော့တတိထားစရာနည်းနည်းလေးပါပြီ။ဘဝတစ်လျှောက်လုံးဒီလိုမျိုးတတိလေးတွေထားဖို့လိုတယ်။ဒါကတော့စနစ်ကိုအနိုင်ယူဖို့မကြိုးစားနေတဲ့ စနစ်ဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဆိုတာကိုနားလည်အောင်လုပ်လို့ရမယ်။အဲ့ဒီစနစ်နဲ့ကိုမှအလုပ်လုပ်ရမယ်။ဒါပေမဲ့လို့စနစ်ကိုအနိုင်ယူဖို့မကြိုးစားပါနဲ့။တချို့သောလူတွေကစနစ်ကိုလှည့်ပြဖို့အတူယူဖို့ထိတ်တန့်ရောက်ဖို့ဖြစ်လန်းလိုက်ဖို့ကိုလုပ်ကြတယ်။မလုပ်ပါနဲ့။ဒါမျိုးဆိုရင်နှိမ့်ကြတဲ့ဘဝမျိုးပဲရလိမ့်မယ်။စနစ်ဘယ်လိုမျိုးအကောင်းဆုံးအလုပ်လုပ်တယ်လဲဆိုတာကို ရှာဖွေရမယ်။ပြီးတော့ရင်တော့အဲ့ဒီအတိုင်းကိုလုပ်ပါ။ပူကြပုံရပါမယ်လို့မှန်မှန်ကန်ကန်လုပ်ပါ။အမှန်တရားနဲ့အပေးယူမလုပ်ပါနဲ့။ ဒီတော့ဒီနေ့မင်းနဲ့ငါတယောက်ချင်းစကားပြောရရင်ငါပြီးတဲ့အကြံကမင်းရဲ့အတွင်းစိတ်ထဲထီကိုမှနည်းနည်းချက်ချင်းနေဝင်ပြီးတော့လူသားရိမာရှိတဲ့အံ့ဩပယ်ရာစွမ်းရည်တွေကိုထုတ်ယူလိုက်စမ်းပါဒါတွေကမင်းစီမှာရှိပြီတာအတုံးချခံရဖို့စောင့်နေတာပြီးတော့ရင်မင်းပြောင်းလဲကျင်တာတွေကိုပြောင်းလဲလိုက်စမ်းပါမင်းလုံးနိုင်တယ်ဆိုတာကိုငါအခုစိန်ခေါ်နေတာဒီကနေ့ကစပြီးတော့ဒီအတိုင်းဆက်ဖြစ်နေစရာမလိုတော့ဘူးမနေ့ပြန်ကစပြီးမင်းဘဝလမ်းကြောင်းကိုပြောင်းလဲမယ့်အရာတစ်ခုခုမင်းလုံးမှာလားဒါကောင်းမွန်တယ်မေကုန်မေ မနေ့ပြန်ကစပြီးတော့ဘာကွာချအောင်မလုပ်မလဲအခုကြီးမနေ့ပြန်မှာတခုခုမလုပ်ဘူးဆိုရင်ဘာဖြစ်မယ်ထင်လဲအရင်အတိုင်းပဲဒါဆိုရင်နောက်၅နှစ်အတွက်ကိုဘာဖြစ်မလဲဆိုတာမင်းခံမှန်းလို့ရပြီပြီးခဲ့တဲ့၅နှစ်ကိုကြည့်လိုက်နောက်၅နှစ်ဟာအရင်၅နှစ်အတိုင်းပဲဖြစ်မယ်အဲ့တော့မင်းအတွက်အဓိကတော့ချက်ကမနေ့ပြန်မှာအရာအလုံးကိုပြောင်းလဲမယ်ဒါမှမဟုတ်ရင်နည်းနည်းပြောင်းမယ်ဒါမှမဟုတ်ရင်တခုခုပြောင်းမယ်ဒါမှမဟုတ်ရင်လုံးဝကိုမှမပြောင်းဘူး ဒါဟာမင်းရွေးချယ်ရမယ့်အချိန်ပဲမင်းနှစ်သက်ရာကိုရွေးချယ်လို့ရပြီဒါပေမဲ့တည်ထားရမှာကမင်းရဲ့နေ့ရက်တိုင်းမှာမင်းရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲဖို့အခွင့်အရေးရှိတယ်ဆိုတာပါပဲကဲဒါဆိုရင်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်